လွန်ခဲ့တဲ့နှစ်ပေါင်း40ကျော်ကာလကလွန်စွာမှစိတ်ဝင်စားဖွယ်ကောင်းလာတဲ့ပေယောဂတစ်ခုဖြစ်ခဲ့ပါတယ်။ဤဖြစ်ပျက်ကြောင်းအရာမှာစည်ရင်ကန်လေးကိုမြဟန်ကအဓိကနေရာမှာပါဝင်ခဲ့ပါတယ်။သူကအစိုးရအမှုထံစည်ရင်ကန်တယောက်ဖြစ်ပြီးတော့ရန်ကုန်မြို့တင်ကန်းကျွန်းအနီးကသူ့အနာမှာနေပါတယ်။အဖေဦးမြခင်ထံမှာပညာသင်ယူထားတဲ့ရွှေရင်ကျော်ဂိုင်းဝင်တယောက်လည်းဖြစ်ပါတယ်။အထက်လူကြီးကတာဝန်ပေးတာကြောင့်ကိုမြဟန်ကအေယာဝတီတိုင်းဇလွန်မြို့နီးမှာရှိတဲ့ဟင်္ဒရာမြို့ကိုစည်ရင်စည်ရန်သွားခဲ့ရပါတယ်။ဟင်္ဒရာမြို့အစွန်မှာရှိတဲ့အိမ်မှာတဲခိုပါတယ်။ သို့တော်လည်းအဲ့ဒီအိမ်မှာရှိတဲ့ကလေးတွေကကလေးပီပီအချိန်မြင့်အော်ဟစ်ပြီးတော့စော်ကစားကြတာကြောင့်ကုမြဟန်ကအလုပ်ကိုအာရုံစိုက်လို့မရတော့ပါဘူး။အဲဒါကြောင့်မဲအဲ့ဒီအိမ်နဲ့မလန်းမကန်းမှရှိတဲ့တောချောင်းလေးတစ်ချောင်းကိုသွားရောက်ခါ၎င်းကတဲခုဝင်ပြူရန်ကြောင်းနေဆရာတော်ကိုရှောက်ပါတယ်။ဆရာတော်ကလည်းကုမြဟန်ကိုကြောင်းနောက်ဖက်မှာကပ်ရက်ရှိတဲ့အဆောင်ငယ်လေးမှာလွတ်လွတ်လပ်လပ်နေခွင့်ပေးခဲ့ပါတယ်။ကုမြဟန်ကထိုတောချောင်းလေးကိုရောက်မလာခင်နှစ်ရက်လိုမှကြောင်းနေဆရာတော်ဟာအိမ်မက်စမ်းတစ်ခုမှတ်ခဲ့ပါတယ်။အိမ်မက်ထဲမှာဆရာတော်ကဝတ်ဖြူစင်ကြယ်ဝတ်ထားတဲ့ပုံကိုတူကကုရော ကိုရော့ကြောင်းဒီနေ့အစလို့နှစ်ရက်ကြာလို့ရှင်သူတော် ကောင်းရောက်လာလိမ့်မယ်အဲ့ဒီသူတော်ကောင်းဟာကိုရော့ကိုကယ်လိုက်မယ်အဲ့လိုမျိုးပြောလာခဲ့ပါတယ်ထိုအချိန်မှာဆရာတော်ကိုရိုင်မင်းသူ့ကိုယ်သူဖြစ်နေမှမသိတဲ့ထိတ်လန့်မွဲအကြောင်းအရာတစ်ခုဆရာတော်မှာဖြစ်နေခဲ့တယ်လို့ဆိုပါတယ်လွန်ခဲ့သောနှစ်နှစ်ခန့်လောက်အချိန်ကထိုဆရာတော်ရဲ့အကြောင်းဟာကိုးကွယ်သူတက္ကသိုလ်ကမတွေအမြောက်များနဲ့လွန်စွာစီကားခဲ့ပါတယ်အဲ့ဒီအနီးနားတဝိုင်းရှိရှိသမျှသောဘုန်းကြီးကျောင်းနေထဲမှာမှဤတော်ကျောင်းလေးရဆရာတော်ကျောင်းမှာအစီကားဆုံးလှူဝဲပစ္စည်းအကက်ခံရဆုံးကျောင်းဖြစ်ခဲ့ပါတယ် ထိုနေ့မှာတော့ဆရာတော်ကျောင်းကိုရောက်လာတဲ့တခါတယောက်ကဆရာတော်ကိုအမျိုးသမီးငယ်လေးတူနဲ့အတူရှိနေတာကိုမြင်ရပါတယ်။ထိုအမျိုးသမီးငယ်လေးကဆရာတော်ရဲ့ပေါင်ပေါ်မှာလက်ထောက်မေးတင်ပြီးတော့ရှိနေတာကိုလည်းမြင်ရတယ်လို့ဆိုပါတယ်။အဲဒီလိုမြင်ရတာဟာအဲ့ဒီတခါတယောက်တည်းတည်းမဟုတ်ဘဲနဲ့အခြားတခါတခါမတွေအလုံးနှီးပါလဲမြင်ရပါတယ်။ထိုနည်းတူစွာပဲမြင်တွေ့နေရတာကြောင့်ဆရာတော်ပေါ်အကြည်ညိုပြက်လာခဲ့ပါတော့တယ်။အရင်ကတခါများစွာနဲ့လွန်စွာစီကားခဲ့တဲ့ထိုတော့ကျောင်းလေးဟာလာမဲ့သူမရှိအောင်ခြောက်ကပ်သွားခဲ့ပါတယ်။အမန်တကယ်တော့ဆရာတော်ဝင်းနီးတိတ်ခါပုဂ္ဂိုလ်အင်မတန်လုံခြုံစွာစောင့်ထိန်တော်မူတဲ့တန်ဃာတော်တစ်ပါးဖြစ်ပါတယ် ထိုမျိုးသမီးငယ်လေးနဲ့အတူရှိနေဖို့ဝေးလေစွာထိုမျိုးသမီးရှိနေတာကိုပဲဆရာတော်ကမသိရှာခဲ့ပါဘူးထိုမျိုးသမီးကိုဆရာတော်မမြင်ရပါဘူးဆရာတော်ကထိုမျိုးသမီးငယ်နဲ့အတူရှိနေတာကိုတခါတကမှအပေါင်းတို့တွေ့ရမြင်ရခြင်းကလည်းအမှန်တကယ်မြင်ရခြင်းဖြစ်ပါတယ်အဲဒီလိုနဲ့ပဲဆရာတော်ရဲ့တခါတကမှအပေါင်းတို့ကတစ်ဖက်မှာရှိတဲ့အခြားအကြောင်းလိုက်ကိုပြောင်းရွှေ့ပြီးတော့ကိုယ်ဝယ်စည်းကဲခဲ့ကြပါတယ်ထိုတရင်ကိုကြားရတဲ့ကျောင်းတကာကြီးကဆရာတော်ကိုအကဲခံရန်လာခဲ့ပါတယ်ကျောင်းတကာကြီးကိုအဲ့ခံကျွေးမွေးရန်အတွက်အစားအသောက်များထားတဲ့စက်တေကံကိုဝင်လိုက်ပါတယ် ဆရာတော်တပါးတယ်စက်တီကန်နဲ့ဝင်လာပေမဲ့လည်းကျောင်းတကာကြီးရဲ့အမြင်မှာတော့မိမငယ်တူဆရာတော်နဲ့ကလေးအတူဝင်သွားတယ်လို့မြင်ရပါတယ်ထိုချိန်ကနေစပြီးတော့လှူမဲ့သူမရှိတော့တော့ကြောင်းကိုစွန်းကိုချက်စားရသည့်တိုင်းနှစ်နှစ်နီးပါးခက်ခဲစွာနေခဲ့ရပါတယ်အဲ့ဒီဖြစ်ပျက်များစင်းစစ်ကိုမြဟန်ဤတော်ကြောင့်ကိုရောက်မလာခင်အဖြစ်ပျက်များဖြစ်ပါတယ်နှစ်ရက်လောက်ကြာမှာတော့သူတော်ကောင်းရောက်လာပြီးတော့ကိုရော့ကိုကယ်မယ်ဆိုပြီးတော့ဝိပုစင်ကျဲဖို့ပုတ်ကိုပေးတဲ့အိမ်မက်ကိုမှတ်ထားပေမဲ့လည်းနှစ်ရက်ကြာမှာတော့ရောက်လာတဲ့အသက်35 36တာရှိသေးတယ်ကိုမြဟန်ကိုသူတော်ကောင်းလို့ဆရာတော်မထင်ခဲ့ပါဘူး အဲဒါကြောင့်မဲဝိဖြူစင်ကြီးဝတ်ထားတဲ့ပုံကဆရာတော်ကိုအိမ်မက်ထပ်ပေးပြန်ပါတယ်ကိုရော့ကဲမဲ့သူတော်ကောင်ကကိုရော့ကြောင့်အနောက်ဆောင်ထဲကိုရောက်နေတဲ့သူပဲအဲလိုမျိုးအိမ်မက်ပေးလာပြန်ပါတယ်နောက်တနေ့မှာတော့ကိုမြဟန်ကိုစောစောနိုးပြီးတော့မုံမဲတည့်ရည်စားတွေအဝကျွေးပါတယ်ဆရာတော်ကကိုမြဟန်စားနေတာကိုပြုံးပြီးတော့ကြည့်ရင်လည်း၎င်းမက်တဲ့အိမ်မက်ကိုပြောပြပါတယ်ကိုမြဟန်ကလည်း "तू ဟာသူတော်ကောင်မဟုတ်တဲ့ကြောင့်တမန်စင်းစစ်တာဖြစ်တဲ့ကြောင့်အကြောက်ကန်ညင်းဆိုလျှောက်ထားတာကြောင့်တကဒီရက်တကဘာပညာရည်များတက်ပါတယ်လဲတပည့်တော်ဟာစင်းစစ်ပါဗျာစင်းအင်းပညာတော့တက်ပါတယ် အဲ့လိုမျိုးကိုမြဟန်ကလျှောက်ပါတယ်တခြားမြည်သည့်ပညာတက်တလဲဆိုပြီးတော့ဆက်မေးတဲ့အခါမှာတော့ရွှေရင်ကျော်အိဆာတရာမဟိဒီစေကိုင်းပညာကိုမြောက်ကလာမှာရှိတဲ့ဆရာကြီးဦးမြခင်ထံမှာတင် जा တက်မြောက်ခဲ့ပါကြောင်းကိုမြဟန်ကလျှောက်ခဲ့ပါတယ်အဲ့ဒီအခါမှာဆရာတော်ကဝန်သာအားရဖြစ်ပြီးတော့၎င်းမသိပါပဲနဲ့မိမငယ်တူအနားမှာရှိနေတယ်ဆိုပြီးတော့တကာတကမတွေမြင်တွေ့ကအထင်လွဲကြတဲ့အကြောင်းကိုပြောပြပြီးတော့ကိုမြဟန်ကိုပယောကဆန်းခိုင်းမာတော့တယ်ကိုမြဟန်ကတောကြောင်တကားတွေကိုပိတ်လိုက်ပြီးတော့ဆရာတော်ကိုစမ်းသပ်တဲ့အခါမှာတော့အစိမ့်တိုက်ဆွဲမိနေပါတယ် အစိမ့်တိုက်ဟူသည်အစိမ့်တွေတေသူကိုအောက်လန်းနဲ့စီရင်ပြီးတော့တိုက်တဲ့အလွန်ကြောက်စရာကောင်းတဲ့အတိုက်မျိုးဖြစ်ပါတယ်။ကိုမြဟန်ကတရေကခန့်ကျဲတဲ့ထိုတောကြောင်လေးတွင်မှမြည်သည့်နေရာမှာအစိမ့်တိုက်ရှိတယ်ဆိုတာကိုပယောကဆန်ရွေရှာရာကျောင်းတောင်မဲမှာရှိတဲ့မလကာပင်ခြေရင်တပည့်အကွာမှာအစိမ့်တိုက်ရှိတဲ့ကြောင်သိရပါတယ်။ထိုနေရာကိုသွားပြီးတော့မြေကိုတူးဆွကြည့်တဲ့အခါမှာတော့အစိမ့်တွေမရဲ့လက်ရိုးလက်လက်ဆက်ဆက်ကြီးကိုတင်ကန်းစားနဲ့ပတ်ထားတဲ့အစိမ့်တိုက်ကိုတွေ့ရပါတယ်။အရိယတိုက်ကြောင့်ပဲဆရာတော်အနီးမှာမိမငယ်အသွင်ယူထားတဲ့အစိမ့်တွေမှကိုဒကာများတွေ့မြင်ခဲ့ရခြင်းဖြစ်ပါတယ် ကိုမြဟန်ကအဲ့ဒီအစိမ့်တင်မရဲ့လက်အယိုးနဲ့သင်ကန်းစာကိုအမိန်တော်ပြန်ပြီးတဲ့နောက်ကျောင်းနဲ့ဝေးရလက်ဝဲမှာစွန့်ပစ်လိုက်ပါတယ်။ဆရာတော်ကလည်းဆက်ဖြတ်ပေးခြင်းကျောင်းနိုင်ပေါ်မှာဆံမန်းပတ်ခြင်းကျောင်းဝင်းအတွက်မှာတဲမန်းပတ်ခြင်းတွေကိုပြုလုပ်ပေးခဲ့ပါတယ်။အဲ့ဒီတရင်ကိုကြားကြတဲ့တကာဟောင်းတို့ကကရော့ဝဲတွေကိုစီရွက်ပြီးတော့ရောက်လာကဆရာတော်ကိုရှေခိုးတောင်းပန်ကြပါတော့တယ်။အမြင်မှကြောင့်အထင်လွဲခဲ့ရတဲ့ကျောင်းတကာကြီးလည်းနောင်နာကြီးစွာရလျက်ငွေကြီးချက်မှနဲ့သူအားတီးခန့်ပေးပါရန်တောင်းပန်ပါတယ်။ ထိုချိန်ကနေစပြီးတော့နှစ်နှစ်ခန့်တပည့်တကာမရှိခြောက်ကပ်ခဲ့တဲ့ဟင်္ဒရာမြို့အစွန်မှာရှိတဲ့တောကြောင်လေးဟာရခင်ကတည်းကပင်ပုံမပြန်လဲစီကားလာခဲ့ပါတော့တယ်ဇလန်းလေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျာဇလန်းလေးကိုစွန်နတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မွေးရင်ရေးသားသူကိုလည်းဂါရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်